ဒီနေ့ကပကူတိုင်းဒေသကြီးပကူမြို့မှာရှိတဲ့ကံဝစားတာဒီနန်းတော်ကိုပါရောက်လေလာကြမှာဖြစ်ပါတယ်ဒါတော့ကံဝစားတာဒီနန်းတော်ရဲ့အဝင်ပေါက်ကာလံပေါ့နော်ဘောဇံတာဒီနန်းတော်ကြီးကိုတောက်အာပြုပြင်နေတာတွေ့ရတယ်ပေါ့နော်ပြုပြင်နေတာ ရောက်လို့ဘယ်နေလဲတွေ့ရတယ်ပေါ့ဒီတဲ့ဝင်ကြီးလေဒါအ ਨੇ အများကြီးတော့မဟုတ်ဘူးအ ਨੇ ချင်းတော့ဒါပေးရတယ်ပေါ့နော်ကိုယ်လည်းတို့လို့ရမလားတထောင်လားတော့မသိပါဘူးတေချာတော့ဟာမသိဘူးပေါ့နော်ဒီမှာဒါဟုတ်ရှိခေကပါတော့ဒါတေလုံးကြီးတွေသူတို့ပြထားတာပေါ့เนาะ ရှလုံးကြီးတွေတလုံးကြီးတွေတို့ဒီမှာပြထားတဲ့ခုနှစ်တေနဲ့ဒါအများကြီးအများကြီးပေါ့နော်နော်သမိုင်းဝင်ဒီငုံစာတွေအများကြီးဒီမှာပြထားပါတယ်နော်အဲ့ဒီကံဘုံစတာနေနိုင်ပါတော့မြန်မာနိုင်ငံဒီတမိုင်းတဲမှာဒီအဲတောင်ကူခင်မှာတို့ကဒီမင်းဆက်၄၀ဒါရှိခဲ့တယ်လို့ဆိုရပါတော့ 1485နေပြီးတော့1532ခုနှစ်ထိဒါမင်းကြီးညိုကစူဇန်ခဲ့တယ်ပေါ့နော်1532ခုနှစ်ကနေပြီးတော့1550ခုနှစ်ဒီကိုတပင်ရွှေထီးကဒါနန်းဆိုင်ခဲ့တော့နော်1552ခုနှစ်ကနေ1582ခုနှစ်ပြင်းအောင်ကနန်းဆိုင်ပြီးတော့ အ1982ခုနှစ်ကနေ1600တွင်ကိုနန္ဒဘင်းကဒီတောင်ကိုခင်မှာမင်း40ပေါ့နော်။အဆိုင်ခဲတယ်လို့ဆိုရပေါ့နော်။အဲ့တော့ဒီအထက်မြန်မာပြည်ဒီပကံပြက်ပြီးတဲ့နောက်ပိုင်းမှာဒီမြန်မာနိုင်ငံမှာပေါ့နိဒီမြန်မာနိုင်ငံအင်းဝါကိုပို့ပြပြီးတော့သူတို့ဒီအောက်မြန်မာပြည်မှာဟန်တော်တွေကိုပို့ပြပြီးတော့ အင်အားတွေပြန်ကောင်းလာအောင်လုပ်တယ်ပေါ့နော်အာပြောချင်တာကတော့1530ပြည်နေအောင်တော့ဘာလာစကြောင်းနေမင်းကြီးကကေဒီမနီမျိုးကိုတည်ခဲ့ပြီးတော့နောက်ဘက်မှာနေအနွေကုံစာသမိရာဇာဒေဝီတရားဒါတော့တပင်ရွှေတီးကိုမွေးခဲ့တာပေါ့နော်အဲ့တော့တပင်ရွှေတီးကလည်း နန်းစိုက်ခဲ့ပြီးတော့ဘရင်တော်ကလေနောက်ပိုင်းမှာဒီတောင်ကိုဘရင်ဖြစ်လာခဲ့တာပေါ့နော်ဘကုံးမြို့နယ်ဒီကမ္ဘောဇာသားတွေနန်းတော်ကို1969ခုနှစ်ကအာမလာ30နှစ်ရနေခေမာဒွါရတကားနေပြီးတော့ဒီဒီဘရင်တော်ကနန်းတက်ခဲ့တာပေါ့နော် ဘင်းအောင်နန်းတက်ပြီးတော့ဘင်းအောင်နန်းတက်တယ်ဘင်းအောင်နန်းတက်ပြီးတော့နောက်နှစ်ရဆံပြီးတော့အနန္တဘယင်ကလည်းမြန်မာအကရာနောက်ပိုင်းနန်းတက်ပြီးတော့တောင်ကူခေဒီဘယင်ဘယ်ရတော့ဒီလက်ရှိအတိုင်းဟာနန်းဆက်တီဒါပြတ်သွားတယ်လို့ထပြောမော်နော်အဲ့ဒါကတော့ဒီဘကူမြို့မှာဒီနန်းဆိုင်ခဲ့တဲ့ဒီဟန်တော်ဝလေးပေါ့မနန်းဆိုင်ခဲ့တဲ့ဘယင်ဒါမင်းဆက်၄၀ဒါ စိုးစံခဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဘကုမြို့ကြီးကဘကုမြို့ကိုပေါ့နော်မြို့ကြီး၃မြို့နဲ့ဒီထားကိုတိဆောက်ထားတာလို့ဆိုရပေါ့နော်ဘကုရဲ့ဖခင်ကြီးရဲ့အင်းတကောရဲ့ဆိုပြီးတော့မြို့ကြီး၃မြို့နဲ့ဒါတိဆောက်ထားတာပေါ့နော်ဒါကတော့ကမောဇာတာရီနန်းတော်ထဲမှာဒါပြထားတဲ့အဲနေရာလေးပေါ့နော် နဘီနောင်မင်းနေရာကြီးရတိပီဘယ်လိုပြောမလဲပလင်နေလဲရှိတယ်ဗောနော်ဟိုကတော့ဒါသူတို့တွေတောင်းတော်များများကတော့ပြန်ပြီးတော့ဒီပြုပြင်ကြရတာဗောနော်ပြန်တော့ပြုပြင်ကြရတော့ဒီမှာသက်ဒါဟိုရှစ်ကတော့ဒါတေလုံးကြီးတွေတေလုံးကြီးတွေဗောနော်ဒါအများကြီးအများကြီးဗောနော်ဒီထဲလဲဒါပကိုးမြို့ကိုသွားလဲတယ်ဆိုရင်တော့ဒါမဖြစ်မနေအဲ သွားပြီးတော့လေးလာရမယ်နေရာပေါ့နော်ဒီကမ္ဘောဇာသားလေးနန်းတော်ဆိုတော့ဟုတ်ရှေ့တော်ဒါဘင်းအောင်မင်းနေရာကြီးတို့ဒီတပင်ရွှေတီတို့음ဘယ်တော့ဘာဒီမင်းနေပေါ့နော်မင်းနေမင်းနေမင်းနေစူဇန်ခဲတဲ့နေရာတွေပေါ့နော်ခုကတော့ဒါထိန်သိမ်းထားရုံတော့ပဲပေါ့နော်ဒါထိန်သိမ်းထားတော့မိုင်းမွေနေပြထိန်သိမ်းထားတော့ပေါ့နော် ဒီကံဝန်းစားတာလေးနန်းတော်ကြီးကဒီမီးလောင်ပြီးတော့လည်းဒါပြက်ခဲ့နော်ပြက်ပြီးတော့ဒါနောက်ပိုင်းရတော့ဒါဘယ်လိုပြောရမလဲပြန်ပြီးတော့အစ်စ်ပုံစံမျိုးပေါ့လေဒီမူလအတိုင်းပြန်ပြီးတော့ဒါအနည်းကဆုံးပြန်ပြီးတော့အာဆောက်လုပ်ထားကြတာပေါ့နော်ဟိုအရင်တော့ကဟိုကတော့မီးလောင်ပြီးတော့ပြက်စီးသွားပြီပေါ့နော်ဒါပဲဒီအဲအရင်တော့ကပုံစံအတိုင်းကို ပြန်ပြီးတော့ဆောင်ထားတာဗောနော်ဒါမိမိတို့ကတော့တကူကမောဇာတာရီနန်းတော်ကနေထားပြီးတော့ပြန်ပြီးတော့အာထွက်လာခဲ့ပြီဗောနော်ဟုတ်ပါမင်းသားမင်းကြီးဒီဘက်ဝမ်းဘက်မှာလည်းအပင်တွေနဲ့ဆိုတော့အာမင်းကြီးမင်းသားကမောဇာတာဒီဒီနန်းတော်ကြီးကလည်းတကယ်ကိုစိမ့်လန်းဆိုပြေတယ်ဗောနော်အကျယ်လဲအကျယ်ယူဗောနော်အာရမလို့တော့သွားတဲ့ချိန်က ရသေးဦးလို့ပူတဲ့အချိန်ဆိုတော့ဟာနည်းနည်းတော့ဘယ်လိုပြောရမလဲလမ်းချောင်းသွားဖို့တော့ခက်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာလမ်းချောင်းပြီးတော့ဒီကံဝန်းဆောင်သားတွေလမ်းတော့လာတဲ့လူတွေလည်းဒါအများကြီးပါပဲနော်အများကြီးပါပဲဒါပခိုးမြို့ကိုရောက်တယ်ဆိုရင်ဒါပခိုးမြို့မှာလည်းအာလဲစရာတွေကအများကြီးပေါ့နော်အားကြီးပဲကံဝန်းဆောင်သားတွေလမ်းတော့ရှိတယ်ရွှေမော်တော်ဘုရားရှိတယ် အာရွှေသားလျောင်းဖရားလည်းရှိတယ်ဗောနော်အခြားခြားတော်တွေဖရားတွေလည်းရှိတယ်ဗောနော်ဒါကြောင့်မို့ဒီပကိုးမြို့ကိုရောက်တယ်ဆိုရင်တော့ကမောဇာသားလေးနန်းတော်ကိုလည်းဒါမဖြစ်မနေပါရောက်လဲပတ်ကြပါလို့တိုက်တော်မှာလဲ